ငယ်တဲ့မှုကိုကြီးအောင်လုပ်ပြီးမော်ရက်စကာကိုအပြင်းပြင်းကျိတ်လိုက်တဲ့ FA ပိတ်သမားအလုံးမဲ့မင်္ဂလာပေါ်များလူလိုင်းခင်ကတင်ဆက်နေပါတယ်အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ကတော့မော်ရက်စကာကိုတကယ်ကြီးကျိတ်လိုက်ပြီးဖြစ်ပါတယ်လေပေါင်းနဲ့ပွဲမှာပြသခံခဲ့ရတဲ့မော်ရက်စကာရဲ့အနီကပ်ပေါ်မှာ FA ဘက်ကဆွဲချက်တင်ယုံသားမှာကစီရင်ချက်ပါချမှတ်လာခဲ့တာလည်းဖြစ်ပါတယ်မိပြဟာမတင်တော်တဲ့အပြုတ်မူတွေနဲ့ပွဲစဉ်တွင်နှောက်ရှက်စောကားတဲ့ကြမ်းတမ်းတဲ့စကလုံးတွေတုံးဆွဲခဲ့တဲ့အတွက်96မိနစ်ဝန်းကျင်မှာထုတ်ပေးခံရဖို့ဖြစ်လာစေခဲ့တယ်လို့သိရပါတယ် အန်ဆိုမာရက်စကာကဒီပွဲအပြီးမှာဆွဆွဲချက်တွေကိုဝန်ခံခဲ့ပြီးတော့တတ်မှတ်ထားတဲ့ပြစ်ဒဏ်တွေကိုလက်ခံခဲ့ပါတယ်လို့យေတာထားပါတယ်။စန်တီရောစန်တီရဲလို့ဆိုရမှာပါ။မာရက်စကာတော့ SD ဘာရဲ့အနိုင်ကိုရရှိခဲ့ပြီးမှာပွဲကြီးအစဉ်ရှေ့အောင်ပွဲခံနေတဲ့သူကစားမရစီပြေးသွားပြီးတော့ဒူဂရိုင်းမှာဆက်ရောကိုပါနှစ်လို့ဝင်ရောက်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။နာဝီပွဲချိန်တွင်မှာဒိုင်းနေကိုစောရကတက်သွားတာတွေကတော့ရှီကောင်းရှိနိုင်ပေမဲ့ ် FA ကပြောထားသလိုကြမ်းတက်တဲ့စကလုံးတွေကိုတုံးဆွဲခဲ့တာမျိုးတော့မလုပ်လာဘူးလို့ခန်းစားရပါတယ် FA ကတော့ဆရာကြီးဒီဇိုင်းနဲ့ငွေတဲမှုကိုကြီးအောင်ကြီးတဲမှုကိုထောင်ချအောင်လုပ်နေပြန်ပါပြီညကိုရကရောမာရက်စကာပေါ်မှာပြည်တံတက်မှတ်ရမှာ FA 3-0ခဲ့တဲ့ပြစ်မှုတွေနဲ့ပတ်သက်လို့ဘလို့မြင်ကြလဲပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာ